ူကကျွန်တော်စိတ်ထဲနဲ့တတိယလည်းပဲသူကအဲ့လိုကွဲသွားလေသူ့ဘူကပူကျန်လာမှဆိုတော့ကျွန်တော်သိတော်ရတော့လုံးဝလူကစိတ်တက်ကြပါတော့ဟောဒီကြိမ်နဲ့ရှုံးမြန်ပြီပေါ့အဲ့တော့သူရဲ့တန်ရလူကိုလူလူကြည့်နေတော့မှအထင်သားရဟာဟာလဲဆိုတော့ဟောဒီကြိမ်နဲ့ရှုံးမြန်ပြီပေါ့ဒါပေမဲ့သူကျွန်တော်တခုပြောနိုင်လားမင်းခေါင်းမငိမ့်နေသူတို့ဗမမေးဆရာဝန်မေးလည်းခေါင်းမငိမ့်မင်းထိုးမယ်ပဲပြောဟိုသူတို့စစ်နေတယ်ပေါ့ကိုထိုးမယ်ပဲပြောဆိုတော့သူကလည်း တစ်ချိန်လုံးထိုးမဲ့ပြောတာကပိုဆရာဝမ်းလည်းသူ့ကိုပြန်လှုပ်ပေးလိုက်တယ်ဝမ်းမှကျွန်တော်တို့အမြဲတမ်းလည်းပြောတယ်ကျွန်တော်ပြင်းကြီးတို့ကျွန်တော်ချန်ပီယံအဖြစ်နဲ့မြင်နေချင်တယ်ပေါ့ကျွန်တော်ညီတွေမဖြစ်ခဲ့ရင်တော့မှကျွန်တော်မွေးတဲ့တပည့်ဟောကျွန်တော်မွေးတဲ့တပည့်မွေးတော့ကျွန်တော်နိုင်ငံကစားသမားတယောက်တယောက်ဝမ်းမှချန်ပီယံအဖြစ်နဲ့မြင်နေတယ်ပေါ့ကွန်လာကတော့ဒါကတော့ကွန်နိုင်ငံညာဝမ်းလေးပေါ့သူကတော့ဖြစ်ခဲ့ပြီပါဒါပေမဲ့ကွန်လာအနောက်မှာဒီချန်ပီယံတယောက်တော့ထွက်တင်တယ်ပေါ့ကျွန်တော်နိုင်ငံမှာဒီတော့လက်ဝဲတိုးတက်တဲ့နိုင်ငံမှာကိုကိုနိုင်ငံမှာသူများနိုင်ငံတိုင်းလို့ရှိတယ်ပေါ့ကျွန်တော်နိုင်ငံမှာမရှိတော့ဝမ်းမှဆိုလို့ ဆိုတာရန်လည်းရင်ခေါ်ရတော့ရန်လည်းရင်ခေါ်ရတယ်ကွဲဝါလည်းရင်မှာလာကျွန်တော်လဝိထုတဲ့တသက်တရားလည်းဆိုလုံးဝမရတော့ဘူးအမေသူကျွန်တော်တခု ပြောနိုင်လားမင်းခေါင်းမငိမ့်နေသူတို့ဗမမေးဆရာဝန်မေးလည်းခေါင်းမငိမ့်မင်းထိုးမယ်ပဲပြောဟိုသူတို့စစ်နေတယ်ပေါ့ကိုထိုးမယ်ပဲပြောဆိုတော့သူကလည်းအချိန်လုံးထိုးမယ်ပြောတာကပိုဆရာဝန်လည်းသူ့ကိုပြန်လှုပ်ပေးလိုက်တယ်ပြန်လှုပ်ပေးလိုက်တဲ့အချိန်မှာကျွန်တော်ကသူ့တခုပြတိပြတိပေးလိုက်တယ်မင်းဘလိုပဲဖြစ်မင်းကရှုံလုံးမှာပေါ့အမှန်နဲ့လည်းရှုံမှာဆိုကိုယ့်ရဲ့တန်းရာကြောင့်အမှန်နဲ့လည်းရှုံလုံးမှာဆိုတော့အဲသူ့အချိန်လုံးဖိထိုးခိုင်းလိုက် အဲအဲ့လိုတော့မဟုတ်ဘူးဒီကြတော့ကျွန်တော်လည်းငငယ်လေးတည်းကနေရောကျွန်တော်တို့ညီတယ်မှာသူကကျွန်တော်အယုံကြည်ဆုံးကစားသမားလည်းဖြစ်တယ်ကျွန်တော်စိတ်ချဆုံးကစားသမားလည်းဖြစ်ပါကျွန်တော်ညီတယ်မှာဆိုသူကကျွန်တော်စိတ်ထဲနဲ့တတိယလည်းပဲသူကအဲ့လို꿰ွားလေသူ့ပူရပူကျန်လာမှာဆိုတော့ကျွန်တော်သိတယ်တော့သူကျွန်တော်ပြောလာမယ်ဒီဒီတစ်ချိန်မှာအပီလိုက်ထို့လို့ပါဆိုတော့ဒဏ်ရာကလည်းတအားပြေးလာတော့အဲ့ဒါတည်းပြေးလဲဆရာဝန်ကပြစ်ထုံမှာမဟုတ်ဘူးပြစ်ထုံမှာမဟုတ်ဆိုတော့မင်းဒီတစ်ချိန်ထဲမှာနေမဟုတ်ငါထိုးလိုက်ပေါ့ရှုံတော့လည်းရှုံအကောင်းဆုံးရှုံလဲပေါ့နိုင်တော့လည်းအကောင်းဆုံးနိုင်ပေါ့ ဲ့လိုပြောပြီးတော့သူစိတ်ထဲခွန်အားပေးပြီးတော့လို့ပြောတော့အဲ့လိုတော့လည်းမဟုတ်ဘူးဝမ်းကတော့သူကစားသမားလေးကိုသူကြိုက်တဲ့ကစားသမားလေးကိုပွဲပေးနေအောင်ပါဘာလို့ပေးမလဲဆိုတော့ဒီမြန်မာကစားသမားတော်တော်များကဟိုဒူးတိုင်းထိုးကြတော့ထိုးကြတော့ဝမ်းကပွဲမပေးတာမဟုတ်ဘူးအစတော့လည်းဒီထွန်းမင်းအောင်လို့ထွန်းမင်းနိုင်လို့ပွဲမရတာပေါ့ကျွန်တော်တို့ဥပိုလ်လာမှာပွဲကဟိုဥပိုလ်လာတလားဆိုတော့ထွန်းဒီတလားနဲ့ဆိုတော့နှစ်လားသုံးလားလောက်ကျွန်တော်အနားယူရတယ်အနားယူရတော့ဝမ်းကပွဲပေးတယ်ကျွန်တော်တို့ကမထိုးတော့ဘူးဒီဒါကြောင့်ကိုကလည်းလေ့ကျင့်အချိန်ရလည်းမရသေးတော့ ခုဒါဘဝံပွေပြီးတော့ဒါထုံမင်းနိုင်အောင်အဲ့တော့ဒါနောက်လာလောက်ထူပါမယ်လေဟိုထုံမင်းအောင်တော့ဒါအရင်ပြီးတော့ထုံမင်းအောင်ရင်လို့နောက်ပြီးတော့လုံအောင်လူအစိတ်တက်ကြပါဘောဟောဒီတစ်ချိန်နဲ့ရှုံးမြတ်ပြီပေါ့အဲ့တော့သူရဲ့တန်းရာလူကိုလူလူကြီးတော့မှအထင်သားရဟာဟာနဲ့ဆိုတော့ဟောဒီတစ်ချိန်နဲ့ရှုံးမြတ်ပြီပေါ့ဒါပေမဲ့သူသူစိတ်ထဲကိုသိတယ်သူကထုံမင်းအောင်အငင်းလေးတွေကကျွန်တော်ကသူ့ကိုဟိုအခုငင်းလေးတွေကကျွန်တော်ဝင်နေလို့ပဲဆိုတော့ကျွန်တော်သိရဒီကောင်စိတ်ထဲကမပြုတ်ဘူးဆိုတော့သူ့ကိုကျွန်တော်អော်လာတယ်မြေဆရာအောင်ဘလောက်ပဲပြောမယ်ခေါင်းဝင်းနေတယ် ်တော့ကစားသမားစိတ်အရင်ပြင်းပြနေပဲစင်အောင်မတိုင်ပွဲမရဘောပဲပွဲပဲဖြစ်သူကကစားသမားမျက်နှာကိုကြည့်ကစားသမားညူသွားပြီဆိုရင်သူကတိုင်ပွဲတည်ကြလိုက်ကစားသမားစိတ်တောက်ကြည့်ပြီးတော့သူကအဲ့ဒါပြန်ပွဲကပြန်လှုပ်ပြီးတော့ဟင်းပွဲဒဏ်ရာတော့တော်ကြီးတယ်ဘာလို့ဆိုတော့သူကဟိုအဓိကသူလေဒီပွဲမှာဟိုပရဟိုကစားသမားလည်းနည်းနည်းညိမ့်သွားလာလေပါမာတော့သူကကစားရတယ်နည်းနည်းခက်သွားတော့ခက်တော့သူ ဟိုပြီးတော့ဒီပွဲကတပတ်လောက်အလုံးမှာတိုင်ပွဲကိုသိရတယ်။သိရတော့ဆိုတာသူကနံပါတ်နမ်းမယ်ပေးတယ်။အဲ့မဲ့နံပါတ်ကမှားပြီးတော့ကျွန်တော်ရိုင်းလိုက်ရင်အဲ့ဒီလကောင်လက်ဝဲပွဲမထွက်လောက်။မထွက်လောက်တော့သူတို့ပွဲပေးတဲ့နေ့မှာအဲ့ဒီဝမ်းကတရင်ဝင်စာထုတ်တဲ့နေ့မှာကျွန်တော်ကအဲ့ဒီကောသူ့ပွဲလေးကိုလေးလာ။အဲဒီချိန်မှာတော့သူတို့နိုင်တဲ့အတွက်ကျွန်တော်အသံပြီးဝိုင်းသားတော့ဝမ်းမှာကျွန်တော်တို့အများနဲ့လည်းပြောတယ်ကျွန်တော်ပြည်ကြီးကိုကျွန်တော်ချန်ပီယံအဖြစ်နဲ့မြင်နေကြတယ်ပေါ့ကျွန်တော်ညီတွေမဖြစ်ခဲ့ရင်တော့မှကျွန်တော်မွေးတဲ့တပည့်ကျွန်တော်မွေးတဲ့တပည့်မဟုတ်တော့ကျွန်တော်နိုင်ငံကကစားသမားတယောက်တယောက် ဘာမှချန်ပီယံဖြစ်နေမြင်ဟိုကွန်လာကတော့ဒါတော့ကွန်နိုင်ငံညာဝန်လေးတော့သူကတော့ဖြစ်ခဲ့ပြီပါဒါပေမဲ့ကွန်လာအနောက်မှာဒီချန်ပီယံတယောက်တော့ထွက်တင်တာပေါ့ကျွန်တော်နိုင်ငံမှာဒီတော့လက်ဝဲတိုးတက်တဲ့နိုင်ငံမှာကိုကိုနိုင်ငံမှာတမန်နိုင်ငံတိုင်းလို့ရှိတယ်ပေါ့ကျွန်တော်နိုင်ငံမှာမရှိတော့ဝမ်းမှာဆိုလို့